you can ask the flowers i sit for hours အမေမနာလို့ကတော့ဖိုးဖိုးဝင်းနယ်တယောက်တည်းရှိတာပါရှင်အတက်ကညီမကနောက်လာတဲ့မှာတော့၁၈ပြည့်ပါမင်းလေးတဘာဝအဲ့ရအလှပကြိုက်လာတယ် fashion ဘိုင်းပတ်သက်ပြီးကြိုက်လာတယ်အဲ့ရနေစားပြီးတော့အဲ့ TikTok တို့ YouTube မှာအဲ့ model နဲ့ပတ်သက်တာတော့ဘာညာကြည့်ရင်ကြည့်ရင်နဲ့စိတ်ဝင်စားလာပါပေါ့ဖိုးဖိုးကတော့ ဟာစိတ်ဝင်စားလိုက်ပြီလို့ရှိရင်လည်းတခြားလေးလို့လောက်ခိုင်းနေသူကတော့ဝမ်းသာပါတယ်သူအမွေဆက်ခံမှုကြီးလေးရလာတယ်ဆိုတော့ကြတော့အသက်ငယ်တည်းကလည်းပါတယ်ကိုယ့်ကိုယ်လည်းယုံကြည်မှုမရှိဘူးအဲအားကြောင့်မို့ခုနောက်ပိုင်းကျတော့ self confidence လေးတွေလည်းနည်းနည်းရလာတယ် ခါနဲ့လာပြီးတော့ဘာသာနာလည်းပါလာတာပေါ့တပြေးပြေးနဲ့ဟုတ်တက္ကညီမအခု18ထဲမှာပေါ့နော်နောက်လာထဲမှာတော့18ပြည့်ပါရှိသေးတယ်ပါဟုတ်တယ်မိတ္တာတွေဆိုတော့အသက်မပြည့်ဘူးဟုတ်တယ်အတမ်းပြေးတရလည်းပါတယ်ပြီးတော့ကြောင်းလည်းမပြီးတရလည်းပါတယ်ဟုတ်အဲအကြောင်းပါဟာအနုပညာမျိုးကတော့ဖိုဖိုဝင်းတိုင်းတယောက်တည်းရှိတာပါရှင်နေနေနဲ့ညီမပေါ်ဆို9ရက်လောက်တော့ရှိတယ်ဟုတ်အဲ့ဒီအမအခုဝါမနာပါဒီတယောက်ခဲ့တာဟုတ်တယ် chicken banana 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 ကျွန်တော်ကတော့ခက်သေးဆိုတဲ့အတိုင်းအစောစောတာတို့ဘာလို့ပဲဝါသနာပါသည်နောက်ပိုင်းအဲ့လိုကြောင်းတွေတက်ခဲ့တဲ့ချိန်မှာအမြင်ရလဲပို့ပြီးကျဲလာတယ်ပြီးတော့မင်းလေးတဘာဝအရာအလှပကြိုက်လာတယ် fashion ဘိုင်းပတ်သက်ပြီးကြိုက်လာတယ်အဲ့ဒါနေစပြီးတော့အဲ TikTok တို့ YouTube မှာအဲ model နဲ့ပတ်သက်တာတော့ဘာညာကြည့်ရင်ကြည့်ရင်နဲ့စိတ်ဝင်စားလာပေါ့အမအဲ့လိုလှုပ်ခိုင်းတာတော့မဟုတ်ဘူးကိုဝါသနာပါလာလို့သာ အိမ်ကိုပြောပြီးတော့အလိုလာဖြစ်တာဟုတ်တကောကြာတော့အများကြီးရှိပါတယ်လို့တယောက်တည်းကွက်ပြီးတော့လို့မကြိုက်တာလို့မရှိဘူးဘိုးဘွားကတော့ဟာစိတ်ဝင်စားလိုက်ပြီလို့ရှိရင်လည်းတေချာလေးလို့လောက်ခိုင်းတယ်သူကတော့ဝမ်းသာပါတယ်သူအမွေဆက်ခံမှုကြီးလေးရလာတယ်ဆိုတော့ဟုတ်ကဲ့ဖုန်းမွေတော့ဆက်ခံမှာပါနော် ပျော်လဲပျော်ရဲရှင်လဲရင်ခုံတာပေါ့နော်မှန်တာကတော့ကိုယ့်နိုင်ကိုယ်တော့အဆုံးအထိအကောင်းဆုံးကြိုးစားတော့မယ်လို့တော့မှန်တာပါတယ်အဲခက်ခဲရေလဲတေချာလေးကိုရှင်ဆိုင်ပြီးကြော်လာပြီးတော့အကောင်းဆုံးအထိဖြစ်အောင်လုပ်သွားမှာမယ်လို့ပြောချင်ပါတယ်ရှင် You can ask the flowers, I sit for hours telling all the bluebirds. ဘဘနဲ့ပေါင်းရပြဝိုင်းပြအပေးပြချစ်ပေးကြတာတိုက်နေကြတော့လေအားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်။ ဖို့လိုမျိုးခွန်ယူရတဲ့လူပညာရှင်တယောက်ဖြစ်အောင်ကြိုးစားမယ်လို့ပြောချင်ပါတယ်။